ARD Time သတင်းဌာနရဲ့အောက်တိုဘာလ22ရက်တမနေသတင်းစီစဉ်တွေကိုတင်ဆက်ပေးသွားပါမယ်။ထိုင်းမှာစီးပွားရေးကျဆင်းနေပေမဲ့လည်း Shopee, Lazada, TikTok စတဲ့ online ဈေးကွက်မှာဘီလီယံချီဝယ်ယူမှုမြင့်တက်နေပါတယ်။စာနေတာကိုင်းချီဂျပန်နိုင်ငံရဲ့ပထမဆုံးမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာပါတယ်။ဟာကာမြို့နယ်ရှိဇာထာရွာစာတင်ကျောင်းပေါင်900ဘုံသီးနဲ့၄ကျောင်းတိုက်ခိုက်ခံရပါတယ် ဒီစင်မမရွေးကောက်ပွဲရှိတာကြောင့်စစ်ကောမရှင်ရဲ့စစ်ကြောင်းတွေဆော့ဆင်းမယ်လို့သိရပါတယ်။သခိုင်းမှာရွေးကောက်ပွဲပြုလုပ်ဖို့စစ်ကောမရှင်ကထိုးစစ်ဆင်ပြီးကြံခိုင်ပါတီကစီယုံရေးစင်းတွေကတော်လိုင်းအင်အားစုတွေအနေနဲ့နိုင်ငံရေးရာတံပြန်မှုတွေလှုံ့ဆော်နေပါတယ်။ MDY PDF တမှုတွေအတွက်စိတ်ကျမ်းမာရေးနဲ့စိတ်လူမှုဆက်ဆံရေးထောက်ပံ့တင်နန်းဖွင့်လှစ်ခဲ့ပါတယ်။တရုတ်စစ်လေရင်ကတောင်တရုတ်ပင်လယ်ပေါ်မှာဩစတြေးလျကင်းလက်လေရင်ရဲ့ဘေးကပ်လျက်ပြန်တမ်းပြီးရန်စခဲ့ပါတယ်။ ကန်ကြီးရောအုပ်ချုပ်ရေးမှုရဲ့အမှားဖြစ်သူနဲ့ပြူရီကရွေးကောက်ပွဲမှာမဲမထည့်ရင်ဖမ်းဆီးမယ်လို့ချိန်ချောက်နေပါတယ်။ဖားကန်ရှိခရိုင်တက်မှာကိုတရင်6ကိုလေးချောင်းကနေပုံကျဲချတိုက်ခိုက်ပြီးစစ်ကြောင်းထိုးနေပါတယ်။